မိခင်စိတ်တို့အမြင်ရတဲ့ဝိထုထုလေးကိုဖတ်ပြပေးခြင်းပါလေခင်ဗျာ။နာတော့တတ်ဆင်ပေးကြပါအောင်ခင်ဗျာ။မိခင်မေတ္တာသည်မဖြစ်နိုင်ဟုသောအရာများကိုဖြစ်အောင်လုပ်နိုင်သည်ဟုသောအဆိုအပေါ်တန်တရားမရှိတော့လေ။ဤကိစ္စသည် သိပ္ပံဤကြမကြလွန်ကဲမှုရှိမရှိကိုတော့သိခြင်းဤ။နိုင်ရန်ကဲသို့မဆောက်တော့တောင်ခပန်းမှအမေဒီကလေးကိုချီ၍ဆင်းလာသည်ဆိုခြင်းမှာမိခင်မေတ္တာကိုတင်စားသောဒဏ္ဍာရီပုံမြင်တစ်ခုသာဖြစ်သည်။ ခေါကီအမေဒီလေတကယ်အဖြစ်အပျက်ကိုပြန်လဲတပြထားခြင်းဟုဆိုသည့်အတိုင်ဝိထုတစ်ခုဖြစ်နေသည်ဒီနေ့တွင်ကျွန်တော်သည်ရန်ကုန်ဝိဇာနှင့်သိပ္ပံတက္ကသိုလ်တွင် စိတ်ပညာဌာနမှပါမောက္ခဒေါက်တာကျော်စိတ်နှင့်တွေ့ဆုံခဲ့၍ထိုပြဿနာ၏အဖြေကိုမေးကြည့်၏ကျွန်တော်ကဆရာဦးကျော်စိန်အားအမေဒီမဖြစ်နိုင်ဘူးသောအရာများကိုမိခင်၏မေတ္တာနှင့်ပြည့်အောင်စွမ်းဆောင်နိုင်သည်ဟုဆိုခြင်းမှသိပ္ပံဤကြမကြမေးမြန်းခဲ့၏ဘောဂီအမေနှင့်ငယ်စဉ်ကသင်ခဲ့ရသော ပြီးခင်မေတ္တာပုံမြင်လေးကိုလည်းပြောပြ၏ဆရာသည်ဂေါကီဤအမေကိုအသေးစိတ်ဖတ်ထားပြီးသူဖြစ်နေ၏ဆရာက မိခင်စိတ်ဟုသည်အခြားစိတ်များနှင့်မတူတရားရှိသည်ဟုဆို၏ဆရာကမိခင်စိတ်ဆိုသည်ကို အရှင်းပြမည်စေဆောမှုဟုသောအကြောင်းကို ရှင်းပြ၏စေဆောမှုဆိုသည်မှာရွေလျားစေသော အပြုမှုတရားဟုလည်းအတိပယ်ဖွင့်၏ကြွတကောင်ကို အစာမပေးဘဲအချိန်တော်ကြာထားပါကထိုကြွဤသေးတာ၌ လူအင်ကိုပေါ်ပြသောဓာပြောင်းလဲမှုဖြစ်ပေါ်လာသည်ထိုလူအင်သည်ဇီဝကံမအခြေခံကြောင့်စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်လာသည်လူအင်၏စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကိုကိုရင်းစစ်ဆော်မှုဟုခေါ်၏ကျွဲ့ဤခန္ဓာကိုယ်ထဲ၌အစလူအင်ကြောင့်ဆာလံမုတ်တိရှင်တိဟုသောစစ်ဆော်မှုသည်ဖြစ်လာသည်မြေချီကံတက်တူမှဆက်ဆံရေးစိတ်ပညာရှင်နီယူကုံးဆိုသူကစစ်ဆော်မှုဟုသည်တရဝတူဤ ကိုရင်းချီနေတရက်ဖြစ်၍နင်အားတို့ကိုလှုပ်ရှားအောင်ဆွပြီးကပဝန်းကျင်တသိဒ္ဓိဒေတာ၌အပြုတ်မှုများကိုလမ်းညွှန်ပေးတော်ဖြစ်စဉ်တရက်ဟုအတိတ်ပဲဖွင့်ကြောင်းပြောပြ၏ကရက်နှင့်ကရက်ဖီဆိုသူစိတ်ပညာရှင်တို့ကစေစော်မှုဆိုသည်မှာလူအင်းနှင့်ပန်းနိုင်တို့ကိုဆက်သွယ်ပေးတော်အပြုတ်မှုတရက်လုံးကိုရည်ညွှန်းပေးသည်ဟုကျေပြန့်စွာအတိတ်ပဲဖွင့်ဆိုကြသည်စေစော်မှုတွင်လူအင်းခန္ဓာကိုယ်ရင်းအခြေအနေနှင့်ခန္ဓာကိုယ်ရင်းအခြေအနေကတောင်းဆိုသောလူအင်းဤပန်းနိုင်တို့ပါဝင်သည် ခန္ဓာကိုယ်ဤအခြေအနေကအစာစာနေပါကရင်းစာကိုအလိုရှိသောလိုရင်းသည် ဖြစ်ပေါ်လာကအစာသည် ထိုအခြေအနေဤပန်းနိုင်မည်ဖြစ်တော်သည်ခန္ဓာကိုယ်ဤအခြေအနေက ရေစာနေပါက ထိုရေကိုအလိုရှိသောလိုရင်းသည် ဖြစ်ပေါ်လာက ရေသည်ထိုအခြေအနေဤပန်းနိုင်မည်ဖြစ်တော်သည်ဒုက္ခနာကိုယ်တွင်၌ဆေးဆော်မှုများကို ဖြစ်ပေါ်စေသောအတ္တကအရာတို့မှ၁မလုံးမဲ့အခြေအနေ၂ရှားပွေစူးစမ်းလိုစိတ်၃လိန်စိတ်၄ဆာလောင်ခြင်း ၅ရေငတ်ခြင်းနှင့်၆မိခင်စိတ်တို့ဖြစ်သည်မျက်လုံးမဲ့အခြေအနေဆိုသည်မှာခန္ဓာကိုယ်ရင်းမှ အလိုလျောက်အငြိအကျေးစွန့်ပစ်လိုခြင်းထိခိုက်နာကျင်မှုတို့ကိုဆောင်ရှားလိုခြင်းစသောအခြေအနေများကိုပြောလိုခြင်းဖြစ်သည်တတဝါတို့၏ရှားပွေစူးစမ်းလိုစိတ်သည်စိတ်ဆော်မှုကိုဖြစ်စေသည်တတဝါတို့၏လိန်စိတ်ဆာလမှုတည်ခြင်းရေငတ်ခြင်းတို့သည်လည်းစိတ်ဆော်မှုကိုဖြစ်ပေါ်စေ၏အလားတူပင်မိခင်စိတ်သည်လည်းစိတ်ဆော်မှုကိုဖြစ်ပေါ်စေသည် ရှောက်ပြီးစူးစမ်းလို့စေ၊လိန်စိတ်၊ဆာလောင်မှုသိခြင်း၊ရေငက်ခြင်းနှင့်မိခင်စိတ်တို့တွင်ညီတိစိတ်ကစိတ်ဆုံးမှုအပြင်းဆုံးဖြစ်သည်ကိုသိပ္ပံပညာရှင်တို့ကလေ့လာခဲ့ကြ၏။ထို့သောလေ့လာမှုများအနေကိုလံဘီယာတက်တူမှနိုင်ရှင်စိတ်ပညာရှင်ဝါဒင်စံတတ်မှုသည်အထင်ရှားဆုံးဖြစ်၏။ဝါဒင်ဤကိုလံဘီယာဒါစီတ္တာဟုသောကရိယာကိုအသုံးပြု၍စံတတ်ခဲ့သည်။ထိုကရိယာတွင်တ္တာနှစ်ခုပါဝင်၏။ ယင်းတိတ္တနှခုကိုဇင်းညံတစ်ခုနှင့်ဆက်ထားသည်ဒုဇင်းညံတွင်ကလျက်စစ်လွတ်ထားသည်တိတ္တနှလုံးနှင့်ပထမတိတ္တကို အစပြုသောတိတ္တဟုခေါ်၍ဒုတိယတိတ္တကိုဗန်းနိုင်တိတ္တဟုခေါ်သည် ပထမအစပြုတိတ္တတွင်လောဝင်ဆန္ဒအခြေအနေရှိသည့်တတဝါတကောင်ထွတ်တကောင်ကိုထည့်ထားသည်ဒုတိယဗန်းနိုင်တိတ္တတွင်ထိုတတဝါလိုရှိနေသောလောဝင်ကိုထည့်ထား၏ကြားထဲမှဆက်ထားသောဇင်းညံတွင်ကလျက်စစ်လွတ်၍ထား၏ ဇင်းဉဏ်တွင်လွတ်ထားသောလျက်စစ်သည်အတော်ကိုမသက်တာနိုင်သောလျက်စစ်ပမာဏဖြစ်၏တော်ယုံလူအင်းများရှိနေုံများဖြင့်ထိုဇင်းဉဏ်ကိုတတဝါများမဖြတ်ကြပြီစံတက်ရာတွင် အတော်ကြာရေမပေးဘဲထားသောကြွက်တကောင်ကိုအစာအပြည့်စုံပေးထား၏လိန်စိတ်ကိုလည်းကျင်းနှံ့မှုအပြည့်ပေးကာသူ၏ကလေးငယ်များနှင့်လည်းအတူတကွရှိသေး၍စူးစမ်းလိုစိတ်မရှိစေရန်လေလျက်စစ်မလို့ပဲပန်းနိုင်တက်တာလေးသို့စိတ်သူလိုဝင်ဝင်ပြုထားသည်ဆိုလိုသည်မှာထိုကြွက်အား ရေမှတပါအခြားလိုအပ်သောလူဝင်ဟုသမျှဖြည့်စီပေးထားပြီးကျွက်ကို ပထမအစာပြုတက်တာတွင်ထည့်ထားလိုက်၏တစ်ဖက်ပန်းတိုင်းတက်တာတွင်ကရေကိုထည့်၍ထားသည်ရေတောက်ခြင်းစိတ်ဖြင့်ထိုကျွက်သည်ပြက်စစ်လန်းချောင်းကိုဘယ်နှကြိမ်ဖြတ်သည်ကိုမှတ်သားထား၏တဖန်ထိုကျွက်ကိုပင်ရေအစာလိန်စိတ်နှင့်ရှားခွေစူးစမ်းလိုစိတ်တို့ကိုအပြည့်စုံဖြည့်စီပေးပြီးပထမတက်တာတွင်ထည့်ထားကဒုတိယပန်းတိုင်းတက်တာတွင်ကသူ၏သားသမီးများဖြစ်သော ွက်ကလေးများကိုထည့်ထားပြီးဇင်းညံ၌ယခင်အကျဉ်းကနှင့် ပမာဏတူလျှက်စစ်လွှတ်ပြထား၏ထိုအခါထိုကြွက်သည် မိခင်သိပ်ဖြင့်လျှက်စစ်ဇင်းညံမှအခက်ခဲများကိုကြော်ဖြတ်ရ၏အစတွင်သာသမီများတစ်ဖက်တက်တာတွင်ရှိသည်ကိုသိတော့ကြွက်မှသည်ဇင်းညံဝါသို့သွားသည် ထိုအခါလျှက်စစ်နှင့်တွေ့သောအခါနောက်သို့ဆုတ်လာ၏တစ်ဖက်တက်တာထဲမှကြွက်ကလေးများ၏အော်တန်ကိုမိခင်ကြွက်မှကြားသောအခါလျှက်စစ်ဇင်းညံကိုပြန်၍ဖြတ်ပြန်၏ ်ဆဲစစ်သည်မိခင်ကြွယ်မအားဝေဒနာကိုဖြစ်စေသည်ထို့ကြောင့်ကြွယ်မသည်ဈဉ္ဉံမှပြန်၍ထွက်လာပြန်သည်တဖန်တစ်တာထဲမှကြွက်ကလေးများသည်ပို၍ဩလာသည်မိခင်ကြွယ်မသည် မနေနိုင်ပေဆဲစစ်ဈဉ္ဉံကိုဖြတ်ပြန်လေသည်ဆဲစစ်သည်မိခင်ကြွယ်မအားနှိမ့်ဆက်ပြန်၏လျက်စီဤတံကိုခံ၍မိခင်ကြွမသည်ဆက်၍သွားသည်လျက်စီတံဤနှိမ့်ဆက်မှုကြောင့်မိခင်ကြွမသည်တဆက်ဆက်တုံနေ၏ တစ်ဖက်မှကျွဲ့ငယ်ကလေးများဤအော်တန်ကိုမိခင်ကျွဲ့မကြီးသည်လျှက်စစ်တန်ခမ်းနေရမှကြားလဲရပြန်ဤထိုခဏဝေလျှက်စစ်ထီသောတန်ကိုမိခင်ကျွဲ့မကြီးသည်မိတော်ပြီးသားသမီးတို့၏အတန်ကိုသာ ကြားနေသည်မိခင်ကျွဲ့မကြီးအဖို့အခြားပါကိုမျှမမြင်တော့ဘာဝိဒနာကိုမျှလေမခံစားရတော့ပဲသူကြားနေသည်မှာ သူ့ရင်မှဖြစ်တော့ကျွဲ့ကလေးများကလာပါယူပါတစားစားအော်နေသောအတန်သာလျင်ဖြစ်သည်ဒုတန်တို့သည်မိခင်ကျွဲ့မကြီးကို ပို၍လှုပ်ရှားစေပြန်၏ပို၍ဆွာပေးနေပြန်၏မိခင်ကျွမ်းမကြီးသည်အတန်လာရာစီတို့တဟုန်တို့ပြေး၍သွား၏မိခင်ကျွမ်းမကြီးသည်လက်စစ်အတားစီကိုဖက်ကြောကသူ့ကလေးများထံသို့ရောက်သွားတော့၏ဤကဲ့သို့ဆေးစောမှုတွင်လုံရင်ထားရှိ၍စမ်းသက်ကြည်ရာတွင်မိခင်စေ၏ဆေးစောမှုသည်အခြားခြားသောဆေးစောမှုများထက်အင်အားကြီးဆုံးဖြစ်သည်ကိုတွေ့ရ၏ဆေးစောမှုကြောင့်အခေခဲကိုဖက်ကြောရာတွင် လိန်စိတ်ကြောင့် 73ဒသမ7ချိန်ဖြတ်လျင်မိခင်စိတ်ကြောင့်22ဒသမ4ချိန်ဖြတ်သည်ဟုစမ်းသပ်မှုအရာသိရ၏။ရေသက်တမနဲ့လို့မြန်မာစကားပုံရှိတယ်။အစာစားလက်ထက်ရေစားလာကပိုးပြီးဆိုးတယ်။ဒါကြောင့်ကြွက်တေဟာအစာစားတဲ့အခါမှာအခက်ခဲကိုကြော်လာတဲ့ရေငတ်တဲ့အခါမှာအခက်ခဲကိုကြော်လာကပိုများပြီးရေငတ်တဲ့အခါမှာအခက်ခဲကိုကြော်လာတဲ့မိခင်စိတ်နဲ့အခက်ခဲကိုကြော်လာကပိုများတယ်။ဒီတော့မိခင်စိတ်ဆိုတာဟာရေငတ်တာထက်ပိုပြီးဆိုးတာပေါ့။ ရင်ငဲ့ရင်လူဟာယူမတက်ခံစားရတယ်ဟုဆရာဦးကျော်စိန်ကဆွေးနွေး၏မိတ်ဆွေတို့ကဟုတ်ပါတယ်ဆရာကျွန်တော်ရုပ်ရှင်ကားတစ်ခုထဲမှာတွေ့ဘူးတယ်ရင်ငဲ့တဲ့လူတယောက်ဟာရေကိုတွေ့တဲ့အခါမှာသူ့မျက်နှာနဲ့သူ့မျက်စိတွေဟာရေကိုဘလောက်တက်မှတ်နေတယ်ဆိုတာပေါ်နေတယ်အဲ့ဒီအချိန်မှာရေရှိတဲ့လူတယောက်ကရေတစ်စက်နှစ်စက်ကိုသူ့ရှိကတဲတဲကိုတုံချလိုက်တဲ့အခါမှာအဲ့ဒီရင်ငဲ့နေတဲ့သူဟာတဲကိုကုန်းပြီးပါးစပ်နဲ့စုပ်တော့တာပဲဟုတ်ဝင်ရောက်ဆွေးနွေး၏ဆရာကဒီတော့ပြန်ပြီးအစကိုကောက်ရရင် မိခင်သရဲ့စေစောမှုဟာအခြားအခြားသောစေစောမှုများထက်ကြီးပါလေကျွန်တော်တို့မြန်မာတွေကရိုးရတလေးစရိုက်တည်းအရာမိခင်ကိုဖျားနဲ့တကိုင်းနဲ့ထားပြီးမြစ်မတအောင်မကကျူးသည့်ဂျေဇူးရှင်မွေးမိခင်လို့တတ်မှတ်ကြပါတယ်မိခင်သိလှုံ့ဆော်မှုကြောင့်အမေဟာဇာပြင်ကိုအန်တုတယ်ဆိုတာလေဖြစ်နိုင်တယ်ဇာပြင်ရဲ့အင်ပါယာပေါ်မှာအမေဟာဆိုရှယ်လေးအလံလွှင့်တူတယ်ဆိုတာလေသိပ္ပံကြီးကြပါတယ်ပုံမြင်တွေကအမေလိုပကတိမဆောက်နေတဲ့တောင်ထိပ်ပိုင်းကနေ ကလေးချီပြင်းဆင်းလာတယ်ဆိုတာလေမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့မဆိုဝွင့်ဘူးဟုဆွေးနွေးပြန်၏ပြီးခင်သည်မြည်သူနေရာတွင်မဆိုအစားဝင်နိုင်တော့လေသူ့နေရာကိုမြည်သူမှအစားမဝင်နိုင်ပြီတကူသောတစားနိုင်လို့မြည်ရတဲ့ဝတ္ထုတို့လေးကိုလေဖက်ပြပေးခြင်းပါတယ်ခင်ဗျာနာတော့တဆင်ပေးကြပါအောင်ခင်ဗျာတစားနိုင်လားကိုလားတကားတို့တွင်အမျက်ဆုံးလားဟုဆိုကြ၏ဤလားတွင်စင်မီမြူတိတရိမီကိုညမျိုးငါးဝကင်းစင်တော်လာမှု ဓာတုလမြတ်ဟု ခေါ်ဆိုခြင်းဖြစ်သည်ဟုလည်းဆိုကြသည်ဤလအခါတွင်အစဉ်လာအဖြစ်နက္ခတ်မီးတပင်တောင်ထိပ်မီးပွဲတပင်ကထိန်ပွဲမတိုးတင်ငန်းရက်လုပ်ပွဲစွန်းတော်ကြီးတင်ပွဲနှင့်ကြီးမနိုးပွဲများပြုလုပ်ကြသည်တဇောင်မုံလာသည်ကျက်တိကနက္ခတ်နှင့်ကြိတာယနက္ခတ်တို့စမ်းနှင့်ရှင်ထွန်းသောကာလဖြစ်သည်ကျက်တိကနက္ခတ်ဆိုသည်မှာလူတိုင်းသိနေကြသောဆောက်စိတ်ကျဲပင်ဖြစ်သည်ကျက်တိကနက္ခတ်ကိုတွားနေမည်သောမိနတ်သားကစောင့်ရှောက်သောကြောင့် ။ဤလဤရာသီတွင်မိနှက်ဖြစ်သောစတ္တိကနှက်ခတ်ကိုမိဖြင့်ပူဇော်ဝဲခြင်းပါသည်ဟုအဆိုရှိ။အချို့ကလည်းကောင်းငွေ၌မြူတိန်ကင်းစင်၍တောင်သူလေသမားတို့လုပ်ငန်းအားချိန်တွင်ဖျားအားရည်စူး၍မိပူဇော်ဝဲပြုလုပ်ခြင်းဟုဆိုကြသည်။ဤလဤရာသီတွင် တောင်ထိပ်ပွဲများကိုလည်းကျင်းပကြ၏။တောင်ထိပ်ပွဲဆိုသည်မှာကောင်းငွေသည် အလွန်ကြည်လင်သောကြောင့်ဤရာသီ၌ဒါဝိနာကိုပင်မြင်နိုင်လိမ့်မည်ဟု ဆိုကားသူတို့သည်ဒါဝိနာကိုကြည့်ရင် တောင်ထိပ်သို့တက်ကြ၏တောင်ထိပ်သို့ရောက်သောအခါလူစုလူဝေးဖြစ်လာရမှပျော်မြူးနှစ်သက်ဝမ်းမြောက်စွာတီဆိုကကုန်ကြလေ၏ဤတို့ပင်ဖြစ်စေဤလာဤယာတီတီခြေကင်းလက်ကင်းတာတော်လာဖြစ်၏ဤအချိန်တွင်ဖျားဝယ်ပူဇော်ဝဲများပြုလုပ်ခြင်းစုဝေးတီဆိုကကုန်ခြင်းများပြုလုပ်ကြရမှအစဉ်လာပွဲကြီးပွဲလန်းများဖြစ်လာကြဟန်တူပါသည်ရန်ကုန်မြို့တွင်တော့တစောင်းတိုင်းတွင် အလုံးစီကားလာ၏အထူးသဖြင့်ရန်ကုန်အနောက်ပိုင်းတွင်ပို၍စီကားလာသည် မိအောင်ဆုံးများကိုလည်းအလှထွန်းကြ၏ရက်ွက်တိုင်းရက်ွက်တိုင်းတို့လိုတွင်ဆက်စင်များထိုး၍တငယ်များကဘဝတယုတ်ဖို့တဘာဝတယုတ်ဖို့ခေတယုတ်ဖို့ဇလံဇက်ွက်များကိုကပြကြ၏ပရိသတ်ကြီးကဆက်စင်တစ်စင်မှတစ်စင်ပြောင်း၍ကြည့်ကြသည် အလုံးမျိုးနှင့်ဆင်းမင်းရက်ွက်မှလူငယ်များသည်နှစ်စင်နှစ်တိုင်းလူငယ်များကိုယ်တိုင်ပါဝင်၍တေးတယုတ်ဖို့ကွက်များကိုစင်ထိုး၍တယုတ်ဖို့ကြ၏ နောက်ခံတေးနှင့်သကပြောများကိုအတန်ချက်ချက်ဖြင့်ဖွင့်ပေးပြီးချိန်မှလူငယ်များကတေးဥပေါ်ကြခြင်းဖြစ်၏။ဤရက်ကွက်မှာပတ်၆ဝိုင်းနှင့်ပပဝရီဇတ်မှာနာမည်ကြီးသည့်ပပဝရီလုတ်သူကရောမင်းကူတာလုတ်သူကပါတေးဥဆောင်ပိုင်နိုင်လာ၏။ပပဝရီလုတ်သူမှာကျွန်တော်၏တငယ်ချင်းဖြစ်သူကိုထိန်ဝင်းဖြစ်၏။ယခုနှစ်တွင်ကိုထိန်ဝင်းကကျွန်တော်အားဇလန်းအစ်တင်ဆက်မည်ဖြစ်၍လာရောက်ကြည့်ရှုရန်ဖိတ်ခေါ်ခဲ့၏။ ကျွန်တော်ဒီရခင်ကဤရက်ွက်တွင် နေခဲ့သူဖြစ်၍ဤစင်မင်းရက်ွက်တစောင်းနိုင်ပွဲသို့တန်ရောစဉ်ရှိနေသည်ဖိတ်ခေါ်သည့်အတိုင်းကျွန်တော်သွားရောက်အားပေး၏စင်မင်းရက်ွက်ကြီးဆင်ရေကန်လန်းနှင့်ဆက်တန်လန်းအစုံညောင်မင်းအောက်တွင်သူတို့၏ဇက်စင်ကိုထိုးထား၏ပရိသတ်တို့မှလမ်းစုံလမ်းကွာတွင်တလန်းလုံးပြည့်နေသည်မကြမီတင်ဆက်ကားပြတော်မူဖြစ်ပါ၍ပရိသတ်များအားထိုင်၍အားပေးကြပါရန်ကိုလည်းအတန်ချက်ဆက်မှဟိအော်မြတ်တရက်ခံနေသည် သို့သောယာနှင့်ထောင်နှင့်ရှိနေသော ပရိသတ်ကြီးမှငြိမ်၍မတော်ပရိသတ်ငြိမ်မှဇက်ထွက်၍မဖြစ်ဇက်ထွက်လင်ပရိသတ်ငြိမ်သွားမည်ကိုသိသောလူငယ်များကသူတို့၏ဇလန်းအစ်ကိုစတင်ကပြပါတော့၏ဇက်စင်သည်ညောင်မင်းရင်တွင်ဖြစ်၍ခန်းခန်းနာနာကြီးမဟုတ်ပထမဆုံးဇက်ဝင်ကန်ကိုမပြမီအတန်ချက်ဆက်မှဇလန်း၏နောက်ခံဇက်ကွက်ကိုရှင်းလင်းပြောပြပါသည်ရှင်းလင်းပြောပြစေတွင်ပင်ပရိသတ်သည်တပြေးပြေးငြိမ်စပြူလာသည်အချိန်ဒီက မကရပြည့်ရှင်ဘရင်အာတောကမင်းစစ်တီများသည်ကလင်ကတိုင်အားစစ်အောင်နိုင်ခြင်းဖြစ်ပါသည်စစ်နိုင်သူမကရစစ်တီစစ်သားတို့သည်အောင်လံတလွင်လွင်နှင့်အောင်စီအောင်ပေါင်းများတိမှုတ်ကာအောင်ပွဲခံလျက်ရှိသည်စစ်မြေပြင်တွင်ကစစ်ပွဲဝင်နေနှင့်သားတို့ကိုလိုက်ရှာနေကြသောမယားများအမေများကလောင်းချင်းထက်ညက်နေကြသည့်အထဲတွင်ကိုသားနှင့်ကိုလင်ကိုသခင်ကိုနှလုံးအားရှာဖွေလျက်ရှိကြသည် ဆင်နိုင်သူမကရအတိုင်းမှာမကရသူတယောက်ကလည်းသားနှင်လင်ကိုရှာဖွေလျက်ရှိ၏ချက်ချုံးသူကလင်ကအတိုင်းမှာကလင်ကသူတူကလည်းသားကိုပိုက်၍လင်ပြောက်ကိုရှာနေ၏မကရအတိုင်းသူကမျက်စိနေဖျားတပည့်တော်မှာအာတနာကဲ့တင်နှစ်ပါးတူရှင်ဟောဒီကလင်ကစစ်ပွဲမှာပါဝင်ခဲ့ရတဲ့လင်နဲ့သားကိုဘုရားကျမဖွေရှာရက်ရှိလာများစောင့်စားလို့ဖြီမွှင်တာလွမ်းမြည်ရည်မြမာခတတသာငွေကြွေးဆွေးစိတ်ကပြားပွေး ဖခင်ကျမသားနဲ့လင်မိမိတွင်မှရှိပါလေရဲ့လားဇောစိတ်ဖျားကျမနှလုံးနဲ့ထက်တူမျှတဲ့သားကျမလက်ယုံနဲ့ထက်တူမျှတဲ့သားကိုယ်ရင်ဝင်ရှိစေခြင်းတဲ့သဘောကပြောဖို့မလိုပါသားမရှိတဲ့ဘဝလူလောကမှာနေပူမိုးရွာဝလာတခွင်ဘုံတိုင်းလဲဆင်တနေ့တလံမရွေ့တန်းတွေ့ဆမ်းမဲ့အချိန်ခါသားကြီးအမေလှမ်းခဲ့ပေါ့စင်မြေပြင်တို့တခါကလိန်ကစင်မြေပြင်ရေကြီးတစ်ပေါက်မြတောက်เสียရမမြင်သွေးပွက်ပွက် အိုင်ထွန်းလေးရပါရှင်ဆက်စင်လေးပေါ်တွင်စင်မြေပြင်အမြင်ကွင်းကိုပြသထားပါ၏အလောင်းများတလောင်းနှင့်တလောင်းထက်၍ညံ့နေပါသည်အလောင်းများကြားတွင်စစ်အောင်နိုင်သောမကရတိုင်းဒီမှ မကရသူတို့သည်တန်းတငိုကြွေးပူဆွေးတောက်လောင်းကတားနှင်လင်ကို ရှာဖွေလျက်ရှိပါ၏မကရတိုင်းသူလေး၏အပြောကိုနောက်ပိုင်းအတန်ချက်ချက်မှဖွင့်ပေး၍အမျိုးသမီးလေးတို့ကမကရတိုင်းသူဘက်မှထွက်၍တရုပ်ဆောင်ပေး၏ လိုက်နေလင်းမောင်တို့ဖြင့်ကြည့်ရှုနေကြသော ပရိသတ်ဤစိတ်ကိုဆွဲဆောင်နိုင်သောအခန်းမြင်ဖြစ်ပါ၏ထိုချိန်တွင်ဇက်စင်တစ်ဖက်မှစစ်ရှုံးသည့်ကလင်ကတိုင်းမှကလင်ကသူလေးတူထွက်လာပါတော့၏ကလင်ကသူလေးသည်သားငယ်ကိုကြွေလျက်စင်မြေပြင်မှအလောင်းများကြားတွင်သူ့လင်သားကိုရှာဖွေနေပါတော့သည်ဇက်စင်ပေါ်မှတိ့ဆောင်မှုများနှင့်အတန်ချက်ချက်မှ ပြောဆိုတို့သည်ချိတ်ဆက်မိမိပရိသတ်အားထိန်ထားပါသည် ရိသတ်သည်တစတစပိုး၍စိတ်ဝင်စားလာပါ၏။ကလင်ကတိုင်းသူက"ဦးမဲတခင်ကျမလင်သားဘယ်များပဲစီရောက်နေသည်မသိ။မြေလွာပေါ်တေချာနောရှာဖွေပါတော့လည်းမတွေ့။အသေးနာခြင်းမြှော်တလင်းနဲ့တွေ့ချင်းကပင်မရအမိုင်းတားပိုက်လို့တအားလိုက်လို့ရှာ။ကျမဖြင့်ဟိုက်ကမောရပါပြီရှင်။ကလင်ကတိုင်းသူသည်အလောင်းချင်းထက်ညက်နေသည့်ကြာမှလင်သားအားရှာဖွေပါတော့လည်းမတွေ့။ ညင်ွေမှသားကပူပြင်းလာသည့်စိတ်မြေပြင်ကန္နာရမှုတအားလှိုက်ဖို့တဲစွာငိုပါတော့သည်ကလင်ကတိုင်းသူကတိတ်ဆန်းမှသားရင်အမေကိုတနာရင်တိတ်ဆန်းမှသားရင်ညင်ွေမှသားကဆက်၍ငုံမြဲငုံနေ၏ကလင်ကတိုင်းသူသည်စိတ်မြေပြင်၌သူ့လင်အလောင်းကိုမြင်မကောင်းအောင်တွေ့တော့အခါအိုးကျမတခင်မမြင်ရပါလားတိပွဲဝင်ဘဲပုံပဲနီးစစ်ဖြင့်စုံစည်းရတယ်လို့ကျမတို့တောသူတောင်သားယူသားစွာနေတာများ အနာမညာတာထုနှက်ကပင်သူ့အသက်တာလူရက်ကရက်ဆက်နိုင်အားပါပြီအခုတော့အမိုက်မှရှက်ရရှက်ရပါပြီရှင်လင်းအလောင်းကိုမြင်ရတော့ကလင်ကတိုင်းသူလေးကပြောရင်ပြောရင်ရှက်၍ရှက်၍ငိုနေပါ၏ထိုအချိန်တွင်ဇက်စင်တစ်ခုလုံးကိုအမောင်ချထားပြီးကလင်ကတိုင်းသူလေးအပေါ်တွင်ကအဝါရောင်မီးလေးတစ်ခုခက်မိန်မိန်ထိုးပေးထားသည်အဖြူရောင်အဝါရောင် မီးမောင်းလေးသည်ကလင်ကတိုင်းသူလေး၏ပူဆွေးတောက်လောင်မှုများကို ို့ပြီးတရုတ်ပေါ်စီပါ၏အခုတော့မမြင်ရစရာဖြစ်သည်ပရိသေတို့အချင်းချင်းစစ်ပြုကြသည်တွင် ကျမတို့ယူသားသည်တောင်သူတောသားများပါဝင်ခဲ့ရသည်တစ်ဖက်နှင့်တစ်ဖက်ရဲရဲဆက်ဆက်တပ်ဖြတ်ရာတွင်အခုတော့လင်သားဆုံးရှုံးခဲ့ရပြီဖြစ်သည်ဆက်စင်ပေါ်၌တို့ကဲ့သို့ငိုရမှမစိရှိုက်ရမှမဆုံးသေးမီတွင်စစ်နိုင်သည့်တိုင်းမှာမကရပြည့်ရှင်ဘရင်အတော်ကမြင်ကြည်သည်စစ်မြေပြင်သို့ကြွားချီတော်မူလာခဲ့၏ ရင်အတော်ကမင်းကြီးကြွချီတော်မူရာတွင်ရှေးမစေတူကြီးများရဲမတ်များကဘန်းခရီးကိုရှင်းလင်းဖယ်ရှားလျက်ရှိသည်စေတူကြီးနှင့်ရဲမတ်တို့ကဘုရင်ထီးဖျားကြွချီတော်မူလာပြီးမှဖယ်ကြရှားကြရှိုက်တန်မှမကြရအောင်ဆောင်ရွက်နေပုံကိုဆက်စင်မှလူငယ်များတရုတ်ဆောင်ကြ၏အတန်ချက်ဆက်မှကမာဂရပြည့်ရှင်ဘုရင်အတော်ကကြွမြန်းတော်မူရာတွင်တဲတဲလှုပ်ရှားအတန်များနှင့်စကားဆင်ခြင်းဝေးရာဌာနရှောင်ရှားကြ ခု၍အတန်ဒီထွက်ပေါ်လာ၏ထိုအချိန်တွင် ကလင်ကတိုင်းသူလေးကသားကိုပိုက်၍လင်းသေးကိုဖက်ကငိုရှိုက်နေပေရာအတန်ချက်ဆက်မှလဲဟဲ့အမိုက်မငိုရှိုက်လှငါရိုက်မှထင်ဟူသောအတန်ဒီပေါ်လာပြန်၏ဒီတော့မှလဲကလင်ကတိုင်းသူလေးမှာသားကိုပိုက်၍ရှိုက်မြပေမရှိုက်ဘောလင်းသေးကိုဖက်၍အားရအောင်မငိုရ မရှိုက်တော့ဘဝဒီအဖြစ်မျိုးနေဒီအဖြစ်ဆိုးလှ လင်အတွက်ပရိဒေဝဒုက္ခဖြစ်၍လောင်မြိုက်ဆိုင်ငူဒီကိုပင်မငိုရရေလို့ဒါစီလို့ပိတ်ပင်ကျမတို့ဘဝအဖြစ်ဆိုးလားကဲမပါမျက်စိန်နေရေလို့စုပန်ဆွေနေစဉ်တွင်ရင်ငွေထဲကသားလေးကပို၍ပင်ငိုလာတော့သည် ကလိန်ကတိုင်းသူကဟဲ့သားရေတိတ်ပါသားရေစစ်နိုင်သူမကရပြည့်ရှင်ဘရင်ကြီးကြွလာလို့ခဏလေးတိတ်ဆမ်းပါသားရေကလေးကတော့စစ်နိုင်သူရောစစ်ချုံးသူပါမသိဘူး ပူပြန်းလှတော့စင့်မြေပြင်ကန္တာရတွင်မခံမရနိုင်သောကြောင့်ဆက်၍ငိုပြန်၏အမေကတိတ်ဆန်းပါတိတ်ပါဟုအချိန်ချင်းကြိတ်ကချော့ပါတော့လေတားငယ်ကငိုစဲပင်ငိုနေ၏ထိုအခါလင်းသည်အနီးမှအမေနှင့်တာထံမကရတိုင်းစစ်သူကြီးရောက်၍လာတော့သည်စောစောကလှုပ်လှုပ်ရွရွဖြစ်နေတော့ပရိသတ်ကြီးသည်တုတ်တုတ်မျှမလှုပ်ကြတော့ကလင်ကတိုင်းသူကအမလေးကျမရင်သွေးလူမမယ်လေးမှုမတိလို့ငိုအပြစ်ဆုံးမထား ခွင့်လွတ်လို့တနာပါရင်ကျမအတန်တန်ရှိခိုးပါရဲ့အပြစ်ဆိုရင်ကျမကိုပင်တတ်ပါတော့အမေကသားကိုဖက်၍ရှိခိုးလို့တောင်းပန်ကငိုတန်နှင့်ပြောချသည်စစ်သူကြီးကဟဲဒီကလေးထိဖျားတခင်ကြွလာစဉ်ငိုကြွေးပူပြင်းတင်းကိုပင်အခုအတွင် ရှင်းလင်းလို့တုတ်တယ်တင်းမဆက်ကိုပိတ်ဖို့အရေးမနှေးဘဲခုစီစဉ်စစ်သူကြီးသည်သားကိုဆွေး၍တတ်တော်မြည်ဟန်ပြုလေ၏ငြိမ်နေသောပရိတ်တိတ်ရင်များသည်တဒိန်ဒိန်နှင့်တုံလှုပ်ခံစားလာရသည် ထိုချိန်တွင် မာလကျင်ပိတ်ကိုဆေးဆိုးထားသော ကားလိတ်လေးသည် တဖြည်းဖြည်းကျလာ၏ပွဲစားထွက်စဉ်ကနောက်တီးနောက်တောက်လုံနေကြသောလမ်းတရေသုံးလေးကောင်သည်ပင်ငြိမ်နေကြ၏တစ်ခေါက်ဆိုးထားသောမာလကျင်ကားလိတ်လေးသည်တဖြည်းဖြည်းပြန်တက်လာသည်ပရိသတ်သည်ညီကဲ့သို့သောမြင်ကွင်းကိုထက်၍မြင်ရအောင်မည်မလဲဟုစိတ်စောနေ၏ ယခုဒီချိန်တွင်တော့မဂ္ဂရာပြည့်ရှင်ဘရင်အာတောကမင်းမိဖုရားကြီးသည်သူဤတားတော်လေးနှင့်ပျော်ရွှင်မြူးထူးစွာကစားနေသော မြင်ကွင်းသည်ပေါ်လာ၏ပရိသတ်ကမမျှော်လင့်သောစိတ်ဝင်ခဲ့မှုပို၍စိတ်ဝင်စားလာ၏ထိုအခါကလင်ကတိုင်းသူသည်တားလေးကိုပွေ့လျက်မိဖုရား၏ခြေတော်ရင်း၌ဝတ်ဆင်းကကဲမဟုအေးခွင်တောင်းယူကြိုးရှောက်တင်လေ၏ဇတ်စင်လေးဝေးမိများအားလုံးကိုခွင့်လိုက်သည်ပရိသတ်စိတ်နှလုံးသည်လည်းထိုင်းမိုင်းနေရာမှာ မိယောင်နှင့်အတူအနှဲငယ်လင်းလာပြန်သည်တိုးတော့မြေတို့မြေပုံဖြစ်လာမည်ကိုကစိတ်ဆုံးနေကြဆဲဖြစ်၏ဆက်စင်ပေါ်မှာဆင်မင်းလူငယ်တို့ကမိမိတို့ဆွဲခေါ်ရသူလိုက်ပါလာကြသောပရိသတ်၏စိတ်နှလုံးကိုဒုံဒုံချငိုကြွေးမလာစေရန်ဖန်တီးလိုက်ခြင်းလည်းဖြစ်ဟန်တူ၏မိဖုရားကြီးကသားသည်နှင့်ကလင်ကတိုင်းသူအာကြီးရင်ကရုဏာစိတ်ထားတနာကြီးတနာစွာဖြင့်ယူရစွာကြည့်ရှုပြုစုလေသည်ထိုအခါကလင်ကတိုင်းသူလေးက ဒါတီကိုမိဖုရားထံထို့ပြလိုက်လေသည်မိဖုရားကအသေးတလက်လက်ရှင်တပိုပိုနှင့်ဖြစ်နေရသည်ကလိန်က တိုင်းသူက"အိုးဒေဝထိတ်ခေါင်တင်ဖုရားတိုင်းသူပြည်သားရင်ဝဲတနာပါလျင်ကျမဒုက္ခတင်ပြပါရစေရှင်"ကဲမဖို့အရေးကျမကရှ िख ုဥခိုက်တန်တော်ဥတင်ကလိန်ကတိုင်းသူအမေသည်ဒါတီနှင့်အတူမိဖုရားကြီး၏ရှေဘွားဝယ်ဥခိုက်လိုက်လေ၏မိဖုရားကြီးက"အိုးအမိရဲ့ဒါတီကိုပိုက် မကြည့်ွယ်ဖြစ်အိမ်မိဖုရားတနာလိုက်ပါပြီ ဖြစ်သည်မကြောင်းချင်းရာရှင်းလင်းစွာတန်တော်ဥတင်ကလိန်ကတိုင်းသူကဖះကျမရင်သွေးခွဖွေးစင်စင်အပြည့်ဟူ၍ညူမေးမှမတင်အခုတော့အဖြစ်ဆိုးနဲ့ကြုံရပါပေါ့မိဖုရားတခင်အရှင်အာနာဘကွက်လှန်ချက်ကပြင်းပါ၍သွေးချင်းချင်းဤအသက်ပါဆုံးရှုံးမှုတရားဆင်ခြင်းဒေဝီထိတ်ထားတခင်ပါအမိုက်မှအတွက်တားတရားကိုစီရင်၍အပြည့်ပေးတော်မူပါစေခြင်းနောက်ပိုင်းမှအဆိုကလည်း ရုဏာတလှ၏မိဖုရားကြီးသည်မိမိရင်သွင်းငယ်ဖြင့်ကိုချင်းစာကတားတေပိုက်သောကလင်္ကတိုင်းသူသူဆင်းရဲမှအာအတောကဘရင်မင်းတရားကြီး၏ရှေ့တော်မှောက်သို့တွင်ခဲ့လေသည်ပရိသတ်သည်ဘရင်ကြီးကညီကဲ့သို့သော ဆုံးဖြတ်ချက်ချမိကိုစိတ်ဆောလာကြ၏မိဖုရားကြီးကဘုန်းတော်ကြီးလက်အထေဘုရားသခင်အတောကရာဇာအရှင်ရှေ့တော်ဝတ်စင်ခစားရင်နှင့်ခံပြင်းဆိုင်ငင်သူအားကုပင်ရှူစားတော်မူပါတော့တင်းအဖြစ်ကဆိုးလှ ဆင်းရဲသူမလေးတနာကြရပင်တရားမြတ်တော်အောင်မင်းမင်းဖရာအမှုတရားစီရင်ဆင်းရဲသူမအစာဖရာကျမရှောက်တင်မြေဖရာကြီးကကလင်ကတိုင်းသူလေးဤကိုစားဖြစ်ပြက်ပုံတို့ကိုဘရင်အာတော်ကမင်းတရားကြီးအားရှောက်တင်လေဤ။ရိုင်းရင်မြေတစ်ခုလုံးနဲ့အတူပရိသတ်ဒီလေငြိမ့်နေပြီ။ဘရင်မင်းတရားကြီးဒီတားတည်တလဲဆင်းရဲသူမကိုတလဲကြည့်နေသည်။ဘရင်ကြီးကဆင်းရဲသူမအားတားကိုမြည်သူတက်ဒီကို တိပါဤလောဟု မေးသောအခါဆင်းရဲသူမကတိပါကြောင့်ချက်တင်ထား၏ထိုအခါမကရတိုင်းမှစေတူကြီးများကိုနန်းရင်ပြင်တွင် မတက်ရက်စီ၍တတ်တက်သူအားရှာဖွေရန်ဘယင်ကြီးကခွင့်ပေးလေ၏သားတီကိုပိုက်ရင် ကလိန်ကတိုင်းသူမိခင်ကလူတက်သမားကိုရှာဖွေတော့၏အတဲ၌ဆွေးနေသော မလွဲသည့်သားတက်သမားကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့တော့သည် ထိုကမင်းတရားကြီးကကလိန်ကတိုင်းသူအားသူ၏တန်လျက်ကိုအပ်၍ဤနန်းရင်ပြင်၌ပင် ်လက်စားရှိရန်ခွင့်ပြုလိုက်၏။ဘာကိုတတ်သောစစ်သူကြီးသည်ကလင်ကတိုင်းသူ၏ရှေးမောက်တွင်ဒူးကိုတုပ်လျက်ရောက်ရှိနေပါ၏။ကလင်ကတိုင်းသူသည်သူ့လက်ထဲမှဓားကိုအပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။စစ်ဗျင်မင်းတရားကြီးကိုယ်တိုင်ကင်ဆွဲတော်မူသောတန်လျက်ဓားဖြစ်ပေ၏။အတောကဘီမိဘရဲ့ခေါင်းကြီးသည်မိမိ၏ရင်သွေးကိုပိုက်ခါကလင်ကတိုင်းသူအားကရုဏာမေတ္တာပွား၍ကြည်နေ၏။နိုင်ရင်ပြင်သည်ကတိတ်ဆိတ်နေတဲ့လျက်ရှိသည်။ ဆဲအောင်နိုင်သူစစ်သူကြီးတို့သည်အသက်ကိုမျှပြီးမရှူဝန်းကြထိုအချိန်တွင်ကလင်ကတိုင်းသူမိခင်ကဟောရီဒါနှင့်သွေးများကိုဖောက်တောက်ရမယ်တကယ်ပင်ငါသားအတွက်လက်စားချေခြင်းဟုဆိုလိုက်ကလင်ကတိုင်းသူမိခင်သည်အာတော့ကမင်းတရားကြီးတန်လျက်ကိုမျှောက်လျက်ဒူးတုပ်၍ဥငုံလေဆင်းပေးချသောစစ်သူကြီးထံသို့တိုး၍သွားသည်မိခင်သည်စစ်သူကြီးကိုတည်တည်ချာချာကြည့်နေသည်ထို့နောက်မိခင်သည် အံကိုကြိတ်ရင်ဓာတန်လျက်မြောက်၍ကင်လိုက်ပြီးဓာဖြင့်စစ်သူကြီးအားမထိုးပဲသူ့ကိုယ်သူထိုးချလိုက်တော့၏အမေဒီရင်ဝတွင်ဓာတန်လန်းဖြင့်ဒူးထောက်လျက်ကျသွားရှာသည်ထိုအခါအတောကမင်းကြီးက"အိုးသူဆင်းရဲမှတင့်ဘဝတင်မခင်အသွင်ထူးခြားဘာကြောင့်များပြုအားလီသည်တင့်ဖြစ်ရင်ချင့်တနာလို့ငါအားရှောက်တင်စေခြင်းချွေစိတ်တော်မကြည်လင်"ဟုမေးလေ၏ကလင်ကတိုင်းသူကဖះကျမရှောက်ထားပါမည် ရွှေနာတော်စင်လောကကဘာတခွင်မိခင်နှလုံးသားထက် ကြီးမားခန့်တယ်မှုနှိုင်းပြုစေရမမြင်ကျမသားကိုတတ်တယ်လို့သူ့ကိုကျမမတတ်ရပါရှင် သူတေပါလျင်သူ့မိခင်ဘယ်လိုခံစားရမည်ကျမခံစားမိပါသည်အရှင် ကျမပူဆွေးရတယ်လို့သူ့မိခင်ပူဆွေးရမည်အမှန်ပဲကျမအတွက်တခုတော့မိခင်ဤနှလုံးပူဆွေးရမည်ကို ကျမမလိုလားပါတခင်ဟောရီဒါနဲ့လက်စားရှိပါလျင်သွေးများရတဲ့သူ့မိခင်မြေရီပေါတို့က အဆက်အပေါက်တသွင်သွင်းဒီဖြစ်အင်ကိုကျမမမြင်ရလို့ပါရှင်မမြင်ရလို့ပါရှင်တရားတပါးသော မိခင်ငိုကြွေးဆိုင်ခင်တဲဥမျက်ရှင် မတွေးဝန်ပါရှင် မိခင်ချင်းစာနာညှတာလို့ဆင်ခြင်းကျမဘဝကျမလင်ကျမသားဒီဘဝဒီမြနဲ့တာ ရှိပါစေတော့လို့ရှ िख ိုးလျှောက်ထားအပ်ပါသည်ရှင်မိခင်ဒီပြောဆိုမှုကြွေးရင်မှဓာတန်လန့်ဖြင့်အဲကြသည်ဆုံးသွားတော့သည် မာလချင်းပိတ်ကိုဆေးဆူထားသောကားလေးလေးသည်တဖြည်းဖြည်းကျ၍လာပြန်တော့သည်ဆင်မင်းလူငယ်များဤတစောင်းတိုင်းတေးတယုတ်ပေါ်ကမ်းမှာဤညဤညသာပင်ဖြစ်ပါ၏တစောင်းတိုင်းတေးတယုတ်ပေါ်ဇလန်းလေးကပြီးဆုံးသွား၏ပရိသတ်သည်ပြုံးကနေမထသည်ပဲနိုင်နေ၏ကျွန်တော်ကိုယ်တိုင်းဒီလေပရိသတ်နှင့်အတူမထနိုင်သေးပဲရှိနေသည်ဒါတည်းဒီအဖြစ်ကိုကျွန်တော်ကိုယ်တိုင်းတွေ့ဘူးပါ၏ကျွန်တော်ကိုချင်းစာမိပါ၏ပရိသတ်သည်မထကျင်ထခြင်းနှင့်ထသွားကြတော့၏ သူတို့၏နှလုံးသားများတွေတွင်ကရုဏာစိတ်စာနာစိတ်များသည်ယိုဖိတ်နေပါ၏ကျွန်တော်သည်လည်းပရိသတ်နှင့်အတူ ကျွန်တော်၏ခြေလမ်းများသည်လည်းလေးပင်နေ၏ကျွန်တော်အခု အိမ်သို့ပြန်ရမည်သို့တော်လည်းပြန်နိုင်လောက်အောင်ကခွန်အားမရှိဒီကနေ့ဖျက်ပြခဲ့တဲ့ဝိတုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာဆင်သူများအားလုံးမိဘကျေးဇူးအထူးဆန့်နိုင်တော်တားကောင်းယန္တနာများဖြစ်နိုင်ကြပါစေခင်ဗျာ